อืมလိုက်စားပါပြီရှင်အားလုံးပဲမင်္ဂလာပါသူစားတို့ရဲ့ Monday ပေါ့နော် Every Monday ကိုလိုက် challenge ကနေတော့အားလုံးကျူဆလိုက်ပါတယ်အဒီနေ့ရတာလူမဆိုးဘူးပေါ့နော်တကြံပေးရခྱི་ထွက်လွန်တဲ့လူလည်းရှိတယ်အာအိမ်မှာမြို့မြို့ပေါ့နော်အဲ့လိုမလို့ပါဝင်နေတဲ့သူတွေလည်းရှိတယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီနေ့ဆက်တော့ရောင်းနေစတာပေါ့နော်အာသူတို့ page တွေဒီမှာရှိတယ် follow မိတ်ဆွေများအလိုမြင်ကြပါလို့ရေဆွေးလို့ဆက်ပါတယ်အခုဒီ live ဆက်ခင်လေးသူတို့ရဲ့ အာလိုက်အင်တာဗျူးလေးမှာအမေးများတဲ့မေးခွန်းလေးတွေစိတ်ဝင်စားတဲ့မေးခွန်းလေးတွေပဲဖြစ်ပေးတော့မို့လို့အစိုးတိကြည့်ပေးဖို့အတွက်လည်းအဲတောင်းဆိုချင်ပါတယ်အရင်ဆုံးမိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်တော့မမို့အရင်မိတ်ဆက်ခံမှာမမို့အရင်မိတ်ဆက်ပေးပါဦးဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါလို့ Page TV ကမမိုးရဲ့ follower တွေရောပေါ့နော်ဒီ Page TV ရဲ့ follower တွေအားလုံးကိုလည်းမင်္ဂလာပါလို့မမိုးကနှုတ်ဆက်ပါတယ်ပေါ့နော် အခုအမိုးနဲ့မေကတော့မိုးဆန္ဒဖြစ်ပါတယ်မမိုးလည်းမိသားစုနဲ့အတူရန်ကုန်မြို့မှာနေထိုင်ပြီးတော့ဒီ online digital business အစည်းအဝေးတို့ပေါ့နော်ကိုအလုပ်ကိုင်နေတဲ့ business owner တို့လည်းဖြစ်ပါတယ်ပြီးတဲ့အခါကျတော့ဒီစည်းဝါးရေးကိုစိတ်ဝင်စားပြီးတော့လုပ်ကိုင်ခြင်းနဲ့သူတွေကိုလည်းလက်တွဲဖော်ယူနေတဲ့မန္တလေးတို့လည်းဖြစ်ပါတယ်ရှင်ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မဆက်မိတ်ဆက်ပေးပါဦးမရဲ့ ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွဆက်ပါတယ်ရှင်ကျမတို့ passive ပြုလုပ်နေတဲ့ light talk ကနေပြန်လဲကျုပ်ဆိုပါတယ်ဒီနေ့ဆိုရင်လူတော့မဆိုဘူးဒါပေမဲ့ကျမတို့ passive လုပ်သွားမယ် light talk လေးတို့ကျမတို့မဖြစ်ဖြစ်အားလုံးသွားမှာဖြစ်ပါတယ်ဒီဆိုမိတ်ဆက်ပေးပါစေကျမကခက်ခက်တက်ပါမြန်မာနိုင်ငံရန်ကုန်မြို့ကနေပြီးတော့တချို့တဲ့ business ကိုလုပ်ကန်နေတဲ့ business owner နဲ့မတတ်တူဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုမျိုးမိတ်ဆက်ပေးတဲ့အတွက် သူကလည်းအရင်မိတ်ဆက်လိမ့်မယ်ပေါ့နော်အာကျမနာမည်အဲ့ဒါသူဆိုရင်ဖြစ်ပါတယ်အခုလက်ရှိစင်ကာပူမှာအာ NAS အလုံးနဲ့လုပ်ကင်နေပြီးတာတစ်ဖက်မှာဒီ digital business development နဲ့လုပ်ကင်နေတာဖြစ်ပါတယ်သူဆိုရဲအများအားလုပ်နေကြအာ Monday light တော့ပေါ့နော်ဒီနေ့ကတော့အာလို့မဆိုပေမဲ့လည်းသူဆိုတော့မဖြစ်ဖြစ်တဲ့နေနေပေါ့နော်အခုလုပ်ဆက်ရှိတဲ့အလို့တော့လုတ်သွားရမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲကြောင့်ဒီနေ့သူသူဆိုရဲမိတ်ဆွေများအမေးများတဲ့မိကုံးလေးတွေပဲနော် popular ဖြစ်တဲ့မိကုံး simple question လေးတွေပဲမေးပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်အစိုးရကြည့်ပြီးဖို့တော်တယ်ဆိုတော့အဲ့တော့ဆိုချင်ပါတယ်အရင်ဦးဆိုးဆွေလို့ဆိုရင်ပေါ့နော်ဒီလိုက digital business ကိုစိတ်ဝင်စားတယ်ဘယ်ကနေစလုပ်ရမှာမလဲမသိဘူးဆိုတဲ့လူတွေရှိတာပေါ့နော်ဒါပေမဲ့ဒီလိုအနေနဲ့ free အနေနဲ့လေ့လာလို့ရတဲ့အရာလေးတွေရှိတယ် ပြီးလို့ရှိရင်အဆက်ဆက်ပေါ့နော်တချို့တဲ့ member free ဝင်ပြီးတော့လေ့လာလို့ရတဲ့အရာလေးတွေရှိတယ်အဲ့လိုတော့ပေါ့နော်အဲ့ကြောင့် free အနေနဲ့လေ့လာလို့ရှိရင်ဘယ်တွေဘာတွေရနိုင်မလဲပေါ့နော်အာပထမဆက်အနေနဲ့ဘာကြောင့် free နဲ့လေ့လာခိုင်းတယ်လဲဆိုတဲ့မိကွန်လေးပေါ့နော်အာဖြစ်ပြဖို့အတွက်အမဆက်ကိုဒီမိကွန်လေးမျှပြဖို့အမဖြစ်ခေါ်ပါတယ် ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျမတို့ကနော်ဟိုအဲလုပ်ငန်းတိုင်းဘယ်လုပ်ငန်းတိုင်းမစုဘူးနော်ဒီတက်ကြတဲ့ပတ်စံကလည်းကိုယ်ပိုင်စီပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်လုပ်ငန်းတစ်ခုလုပ်တော့မှဆိုရင်နေရာတိုင်းမှာအရင်လေ့လာဖို့လိုအပ်တယ်အဲ ဘယ်လို့ပဲပေါ့နော်အလုပ်ဆိုတာကိုပဲစီပွားရေးဆိုင်ရောက်တာပဲဖြစ်ဖြစ်အဲအွန်လိုင်းစီပွားရေးပဲဖြစ်ဖြစ်ကိုလို့တော့မဆွေးကိုလို့တော့မလုပ်ငန်းရဲ့သဘောသဘောဝါကိုပေါ့နော်နားလဲအောင်ရေးဆိုလိမ့်လာဖို့လိုအပ်တာဖြစ်တယ်အဲဒီ digital business ကလည်းကျမတို့ဟိုကလိမ့်လာခွင့်ပေးထားတာဖြစ်ပါတယ် free thing နဲ့ကိုရနိုင်တဲ့အခွင့်အရေးကိုလိမ့်လာဖို့ကျမတို့ကအခွင့်အရေးပေးထားတယ်အဲဒီ digital business က franchise စီပွားရေးဖြစ်တဲ့အတွက်ကျမတို့လက်တွဲလုပ်ကြရမယ် company တွေရှိတယ် အဲအဲ့ဒီ company ကနေကျွန်မတို့အတီးလေးရှိတယ်ပေါ့နော်အတီးကနေကျွန်မတို့ကို free asset နေနဲ့ပထမဆုံးဆက်အလေးလာခွဲပေးတယ်ဒီပထမဆုံးလေးလာချင်းအားဖြင့်ကျွန်မတို့ဒီစီးပွားရေးအချိန်ခံသဘောတရားလေးကိုနားလည်မှာဖြစ်ပါတယ်ပြီးတော့ဒီစီးပွားရေးဘယ်လိုအလုပ်လုပ်လဲဆိုတာလည်းအဲနိုင်ငံနားလည်မှာဖြစ်တယ်အဲအားလုံးပြီးပြီးဆိုမှစီးပွားရေးစမယ်ဆိုရင်အဲဘယ်သူကမှစီးပွားရေးတစ်ခုကိုပြီးပြီးဆိုအောင်နားလည် တက်ပြီးတော့မရှိဘူးလို့ကျွန်မတို့ယူဆအဲပြောချင်ပါတယ်လို့ရင်ကရင်ထဲမှာနားလည်လာကြတယ်စီးပွားရေးသဘောအဘဝကိုနားလည်သွားကြတာဖြစ်တယ်အဲကြောင့်မလို့ free ပေးထားတဲ့ asset ကိုအဲကိုယ့်ဘက်ကမရရအောင်အဲမရတဲ့ခွင့်ရယူကြပါလို့လည်းပြောချင်တယ် free ဆိုတဲ့နေရာမှာကျွန်မတို့ ပရမဆုဆက်နေနဲ့ကျမတို့အမည်နဲ့ Gmail ပေါ့နော် Gmail ဖြစ်ပြီးတော့ဟော register လုပ်ဖို့လိုတယ်ဘယ်မှာ register လုပ်ရမလဲဆိုရင်ကျမတို့အခု၃ရက်ဆိုရင်၃ရက်ဆိုလို့မှာကိုယ်ပိုင် website တွေရှိတယ်ကျမတို့ website လေးကို Google မှာရှာလဲရတယ် အဲ Facebook မှာပေါ့နော်ကျမတို့ရဲ့ဒီ user name လေးနဲ့ share လဲရတယ်အကိုလို့ကျမတို့ကိုလေ့လာလို့ရတယ်အဲ register မလုပ်ချင်သေးဘူးဆိုရင်တော့မှကျမတို့ Facebook page တွေမှာလေ့ဝင်လေ့လာပါကျမတို့ရဲ့တကယ်လူတွေတကယ်ပေါ့နော် profile set နဲ့လုပ်လို့နေကြတဲ့လူတွေရောဟုတ်ရဲ့လားအလင်းညာလားဆိုတာအစကျမတို့လေ့လာလို့ရတာဖြစ်ပါတယ်ပြီးတော့ဒီ free set မှာဆိုရင်ကျမတို့ webinar ကိုဟိုကြည့်ရမှာဖြစ်ပါတယ် webinar ဒီအမီနဲ့ကိုဆက်စားရှိတယ်ကျမတို့မြန်မာနိုင်ငံနေဆိုရင်အဲဘူဒူနေမနေ နဲ့တောက်ကြမနဲ့6နိုင်ခွဲမှာ live ပေါ့နော် join လို့ရတာဖြစ်ပါတယ် လိုက် join ဖို့အဆင်မပြေဘူးဆိုရင်ကျမတို့ we pray လွဲပြကြည့်ဖို့ပေါ့နော်အခွင့်အရေးရှိတယ် register လုပ်ထားတဲ့သူဆေးရနေပြီးတော့55ရက်တိတိ email ပို့ပေးတာဖြစ်ပါတယ် email ထဲမှာ reply လေးရှိတယ် like စတင်မဲ့အခြေကူလဲကျမတို့ email ပို့ပေးတာဖြစ်ပါတယ်အဲကြောင့်မလို့ဒီ free seat နဲ့လေ့လာကြည့်ပါဒီ webinar သေးတကယ်လို့အင်္ဂလိပ်စာအင်္ဂလိပ်လိုဖြစ်နေလို့ကိုကသိနားမလည်ဘူးဆိုရင်ကျမတို့မှာမြန်မာပြန်ထားတဲ့ video file ရှိတယ် register လုပ်ထားတဲ့သူတွေကိုနော်ကိုလို့ register လုပ်ထားတဲ့သူ စကိုဆက်သွယ်ပါဆက်သွယ်ပြီးတော့တောက်ယူပါပေါ့နော်တောက်ယူတဲ့ဆိုရင်ကျမတို့ email နဲ့ပို့ပေးလို့လည်းရတယ်ကျမတို့တကယ်လို့ကိုကအဲစကား Facebook ကနေစကားဆက်သက်ရှိတယ်ဆိုရင်လည်း Facebook ကနေတောက်ယူလို့ရတယ်ကျွန်မကိုယ်စီမှာ register လုပ်ကြတဲ့သူတက်ကိုကျွန်မတို့ကလည်းအဲပုတ်အလကားပုတ်ပေးတာဖြစ်တယ် free set ကိုရယူကြပါ မြန်မာလိုဖြစ်တဲ့အတွက်အဲဒီထက်မှစီးပွားရေးအကြောင်းကိုလည်းရှင်းပြထားတယ်အဲကျွန်တော်တို့ဘာဖြစ်လို့ဒီစီးပွားရေးကိုလုတ်ကိုက်တက်တယ်လဲပေါ့နော်ပြီးတော့ဒီစီးပွားရေးရဲ့အလိုလိုပုံကိုလည်းမြန်မာလိုနဲ့ရှင်းပြထားတာဖြစ်ပါတယ် franchise စီးပွားရေးဖြစ်တဲ့တဲ့ကျွန်တော်တို့ franchise ယူဖို့တော့လိုအပ်တယ်ဒါအပြင်ကျွန်တော်တို့ဟို testimonial လေးလည်းနားထောင်ရတာဖြစ်ပါတယ် testimonial လေးနားထောင်ခြင်းအားဖြင့်သူတို့ ဒီစီဝါရေးလောက်ကချင်အဖေသူတို့ဘလို့ပြောင်းလဲထားတော့တယ်လဲသူတို့ဘလို့တုတ်တက်လာတယ်လဲဆိုတာကိုဟိုလေးလာချင်အဖေကိုလဲသူတို့လိုမျိုးပဲတုတ်တက်ပြောင်းလဲချင်တယ်ဆိုရင်ဒီစီဝါရေးကကိုတက်အခွင့်အလမ်းတစ်ခုဖြစ်တယ်ဆိုတော့လဲရရှိမှာဖြစ်တယ်အဲကြောင့်မလို့ free ဆိုတဲ့အစ်စ်ကိုလေးလာကြည့်ပါကိုတွက်ကကိုကိုဖက်ကဘာမှပေးစရာမလိုမနဲ့အစ်စ်ကို ြစ်မဖြစ်ဖြစ်အောင်လေ့လာပါဒါမှကကိုအတွက်ဟုတ်မဟုတ်ဆိုတာအဆုဖြတ်လို့ရပါဖြစ်တဲ့အတွက်အ free set ကိုလေ့လာကြည့်ပါလို့ချက်ပါတော့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါတော်တော်များများစီပွဲလုပ်ငန်းတွေကတော့ free estate နဲ့လေ့လာခိုင်းတာတော့မရှိသလောက်ရှားလိုက်လို့ဆိုတော့ အမြင်တယ်ပေါ့နော်ဒါပေမဲ့ဒီလက်ငံမှာဆိုရင်သူတို့စင်ကူမှာဈေးဝက်တလို့ပြောပြီးဘိုင်ဝက်ကက်1ဆိုပုံစံမျိုးပဲသူကမဘာဖီနယ်လေးလာမလစ်လာခင်မှာဒါမှ free အနေနဲ့လစ်လာခင်ပေးထားတဲ့ဆိုတာလည်းတော်တော်လေးတော့မှအာရခဲ့တဲ့ opportunity လို့ပြောလို့ရတာပေါ့နော် အာဒီထက်မှဆိုရင်လေ့လာလိုက်ခြင်းအဖြစ်သူက webinar ဆိုလို့ရှင်လည်းမင်းနဲ့60တုံးကပေးထားတာပေါ့နော်အဲ့ထက်မှဆိုလို့ရှင်ကိုကယူတက်မယ်ဆိုလို့ဒီတန်းကနေပညာတွေအများကြီးရနိုင်တယ်ပဲလေနော်အာ English skill တွေလည်းသူတက်လာမယ်ကိုမသိတဲ့ vocabulary လေးတွေလည်းရလာမယ်ပြီးလို့ရှင်လည်းဒီထက်မှဆိုရင်လည်းဩ digital business ဆိုတာဘာလဲဘာတွေလုပ်ရတယ်လဲဘလို့အမျိုးစားလဲဆိုတာအသေးစိတ်သိခွင့်ရမှာလည်းဖြစ်တယ်ပြီးလို့ရှင်အဲ့ထက်မှဆိုလည်းအောင်မြင်တဲ့သူတွေကလည်းတကယ်နိုင်ငံတကာကနေပြီးတော့ဒီစီးပွားရေလုတ်ကင်ပြီး အမြင်နေတဲ့သူတွေကလည်းသူတွေက success story လေးတွေ testimonial လေးတွေသူတို့ဘဝတွေဘလို့လုတ်ပြီးတာ life changing ဖြစ်သွားတယ်လဲသူတွေက life style တွေဘလို့များပြောင်းလဲသွားတယ်လဲဆိုတဲ့အရာကိုကြည့်ချင်အဖြစ်လဲဒီတန်းနေခွန်အားတွေအများကြီးရစေတာဖြစ်တယ်ပေါ့နော်အဲပြီးလို့ရှင်လဲ global business ဖြစ်တဲ့အတွက်ကြောင့်အမြန်မာလူနဲ့ နားထောင်ချင်တယ်သူကအင်္ဂလိပ်လိုနဲ့မြန်မာပြောအင်္ဂလိပ်လိုနဲ့ပြောရတာဖြစ်တဲ့အတွက်ကြောင့်မြန်မာလိုနဲ့နားထောင်ချင်တယ်ဆိုလို့ရှင်လဲဆိုလို့ဒီမှာမြန်မာဘာသာပြန်တောင်းလို့ရပါတယ်သူဆိုတော့ရဲ့ coach ဆိုလို့ရှင်ပေါ့နော်အဲဒီထက်မှမြန်မာတရားလူဆိုတကယ်ကိုစစ်တနာကောင်းတာပေါ့နော်သူတို့တွေဆိုဒီလိုမျိုးကိုယ့်ရဲ့မြန်မာလူမျိုးတွေအာလွယ်လေးတကူလုတ်ကိုင်းနိုင်ဖို့အတွက်ဆိုရင်မြန်မာ translate တင်တယ်ဒီလိုမျိုး free webinar တစ်ခုလို့ဘာသာပြန်ပေးထားတယ်ဆိုရင်သူတို့ရဲ့စစ်တနာတွေလည်းအများကိုအာကောင်းတာပေါ့နော်အဲ့ဒါလေးကြည့်ချင်အဖြစ်တကယ်တမ်းဆိုဒီလုတ်ငန်းကတကယ်ပဲ စိတ်ဝင်စားစရာကောင်းတဲ့ဆိုစရာကိုလည်းဒီ pre assess မှာလည်းသိနိုင်တယ်ပေါ့နော်တကယ်လစ်လာတဲ့သူအားတော့မြင်မယ်မလစ်လာတဲ့သူအားတော့မြင်နိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တချို့တွေကလည်း free လစ်လာပြီးလို့ရှိရင်အရာအသေးစိတ်သိချင်တာပေါ့နော် free ဆိုတာ free assess ပဲအကိုလို့တော့မပြောပြနိုင်ဘူးပေါ့နော်မင်းရဲ့ process ဆိုတော့အာကိုယ့်ရဲ့ gmail ထဲမှာရောက်လာတဲ့အရာတွေပဲကိုက information တွေရတဲ့ဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်ဒုတိယဆက်အနေနဲ့ကတော့ပေါ့နော်ဆိုတော့သူက member ဝင်တယောက်အနေနဲ့ပေါ့နော် member J ကို149ဒေါ်လာပေးပြီးတော့လစ်လာရတာပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့အဲ့ဒီ member fee 149ဒေါ်လာနဲ့လစ်လာလို့ရှင်ဘာဒီလစ်လာခွင့်ရတယ်လဲပေါ့နော်ဘာတွေသိနိုင်မလဲဆိုတော့အာမိကွန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒီမိကွန်လေးကိုဖိပေးဖို့အမမို့ဖိခေါ်ပါတယ်အမရေဒီမိကွန်လေးလည်းဖိပေးပါဦးဟုတ်ကဲ့ပါဟယ်လို ဒုတိယအဆင့်နေနဲ့မမိုးတော့ဒီဒေါ်လာ140ကိုသိပြီးတော့လေးလာတဲ့အပိုင်းရတော့ဗောနော်ဆော့ဆော့ညီမလေးတို့ပြောထားတဲ့အားလေးတွေပြည့်ပြည့်စုံစုံရှိရေဗောနော်အဲ့ဒီညီမမတပြိုင်မဆင်းရဲ့ free လေးလာတာဖြစ်တယ်ဒုတိယအဆင့်ကဒေါ်လာ140ကိုသိပြီးလေးလာတာကြတော့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ commission ဗောနော် commission ပြီးတော့ရှင် blue company မျိုးနဲ့လက်တွဲရတာလေဒီ commission ဒီတူပါဗောပြီးရတာထုတ်ကုန်ဗောနော်ဟိုစီးပွားရေးတိုင်းမှာသူကကွန်ပျူတာရှိရည်လို့ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ် ထပ်ပြီးတော့လေးလာမှုပြုလုပ်ရတဲ့အပိုင်းပေါ့နော်အဲ့ဒီအချိန်မှာဟိုကဒီလုပ်ငန်းကိုဆက်ပြီးတော့လေးလာပြီးတဲ့အချိန်မှာဒီဆိုလုပ်ငန်းကိုရှင်းဆက်သွားမလားဟိုနောက်ပြန်ဆုံမလားဆိုတာဒီစီးပွားရေးမှာဟိုဘောနော်ခြေလို့နောက်ဆုံးနှစ်ခုရှိတယ်ပေါ့နော်ဒါကြောင့်မိုးမမိုးတို့ကဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုမရှိဘူးလို့ပြောတာပေါ့နော်ဒေါ်လာ140ကိုတွင်းရတယ်ဆိုတော့ကမမိုးတို့ကဒီစီးပွားရေးကိုဒုရအစီအနေနဲ့အသေးစိတ်လေးလာခြင်းလို့တွင်းရတာဖြစ်တယ်ပေါ့နော်အဲ့တွင်းတဲ့အချိန်မှာဒါကိုလည်းမမိုးတို့ရက်ပေါင်း30ပြီးထားတယ် ရပောင်း30လိလာလို့ရတယ်ဆိုတာကဟိုပေါ့နော်လုံးမဲ့သူကတော့ရပောင်း30မဟုတ်ဘူးဆက်ပြီးတော့အခုရေရှည်သွားပြီးလိလာလို့ရတယ်ဒါပေမဲ့ဒီစီဒီဥစ္စာကရပောင်း30ပေးထားတယ်ဆိုတာကဆက်လုံးမယ်ဆိုရင်ဒီပတ်စံကထုတ်เสียမှာလို့ပေါ့နော်ဒါလို့ကိုကဒီစီပွားရေးကိုမကြိုက်ဘူးပြန်ထွက်မယ်ဆိုလို့ရှိရင်တော့ဒီရပောင်း30အတွင်းမှာဒီဒေါ်လာ140ကိုပြန်ပြီးတော့ထုတ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ ဆုံးရှုံးမှုမရှိဘူးလို့မမိုးရွာဒီစီးပွားရေးမှာအများနဲ့ပြောပြောနေတယ်ပေါ့နော်ပထမဆင်ရလဲ free ဒုတိယဆင်ရလဲဒီဒေါ်လာတရာလေးစကိုတွင်းနေဒါပေမဲ့ကိုကမလုပ်ဘူးဆိုရင်ပြန်ပြီးတော့အာပေါ့နော်ထုတ်လို့ရတယ်ပြန်ထုတ်လို့ရတယ်အဲ့ဒီအတွက်ကြောင့်မို့ဆုံးရှုံးမှုမရှိဘူးတခြားစီးပွားရေးတွေမှာဆိုလို့ရှိရင်ဒါမျိုးမရှိဘူးပေါ့နော်မမိုးရွာတခြားစီးပွားရေးတွေမှာဆိုလို့ရှိရင်ကိုကလေ့လာမယ်ကိုတွင်းထားတဲ့ပတ်စံကပြန်ပြီးတော့ထုတ်လို့မရဘူးအဟိုနေပေါ့သူ့ရဲ့ တယ်ဝင်သွားတာပဲပေါ့နော်သူ့ကုမ္ပဏီလည်းပဲဖြည်းဖြည်းသူ့ရဲ့အကောင့်တွေဒါမျိုးမျိုးဝင်သွားတဲ့အမျိုးပေါ့နော်အခုတရားမမိုးလို့စီးပွားရေးကြတော့အဲ့လိုမျိုးမဟုတ်ဘူးဟိုပြန်ထုတ်လို့ရတယ်ကိုဆက်လုပ်မယ်ဆိုရင်ထုတ်เสียမလို့ဒါတသက်စာမမကြီးတစ်ချိန်တစ်ခါပဲတွေးရတယ်ပေါ့နော်ကိုရဲ့ဘဝကိုအဆုံးဖြတ်ပြီးနဲ့အဲဒေါ်လာ140ပို့ပေါ့နော်အားကြောင့်မမိုးတို့ကဒီစီးပွားရေးကိုဝင်ရောက်လုပ်နိုင်တဲ့သူတွေကအများတန်းပြောတယ်ကိုရဲ့ဘဝဟာလားကိုရဲ့ဒီ light changing ပေါ့နော်ဒီဘဝကြီးကိုရဲ့အွေလက်ရှိတာမန်ဘဝကနေပြီးတော့တကယ်ကို ဘောနော်အိမ်မက်ကိုအိမ်မက်ထားတဲ့အတိုင်းဖြစ်လာဖို့အတွက်ကိုဝင်ငွေတွေလည်းတကယ်ရရှိဖို့အတွက်ကိုဒီဒေါ်လာ140က140ကိုကဆုံးဖြတ်ပေးတယ်လို့မမိုးကအမြဲတမ်းပြောတယ်ဒီ140ကကိုကဘာကြောင့်ဆုံးဖြတ်ပေးတာဆိုမမိုးကဒီ140ကိုသွင်းပြီးတော့မှအဲ ောနော်စီဘွားကရင်းနှီးမြုပ်နယ်မှုပေါ်မှာနောက်ထပ်ထက်ခဲ့ပြီးတော့မှဒီစီဘွားရဲ့ပိုင်ရှင်ဖြစ်တာပေါ့နော်အဲဒီလိုကြောင့်မလို့ဒါမျိုးကရွေးချယ်မှုပိုင်းမှာအဒီဒီ140ပုံကတကယ်ကိုအထူးကြားတယ်ပေါ့နော်အဲ့ဒါကိုယူရလို့ရှိရင်မမလို့ဒီစီဘွားကိုဆက်လုပ်မယ်ဆိုရင်ဒါရင်းနှီးငွေထည့်ပြီးဆက်လုပ်တာဖြစ်တယ်မလုပ်ဘူးဆိုလို့ရှိရင်တော့ရပောင်း30အတွင်းမှာဒီဒေါ်လာ140ပု ပြန်ပြီးတော့ထုတ်ယူလို့ရတာဖြစ်တယ်ပေါ့နော်အဲဒီကြောင့်မလို့ဒါကိုယ့်ရဲ့ဘဝကို life changing ဖြစ်စီတာကတော့ဒီဒေါ်လာ140ကိုကတကယ်ကိုဟို main ကြတယ်ပေါ့နော်အဓိကပဲလုံးမယ်ဆိုရင်ဆက်သွားမယ်လို့ဘူးဆိုရင်ပြန်ထုတ်မယ်အဲ့ဒီအဲ့ဒီအပိုင်းမှာပဲမမွတ်ပြောချင်တာတချို့ကျတော့ဟိုဘောနော်ဆက်ပြီးတော့ဒီရင်းနှီးငွေအပိုင်းမှာစီးပွားရေးအတိုင်းမှာကတော့ရင်းနှီးငွေကတော့ဟို လိုအပ်တာပဲနော်အလဲနဲ့အများပဲရှိတယ်ဒါပေမဲ့ဒီစည်းပေါ်ကြီးမှာတကယ်လို့နိုင်ငံတကာအားလည်းလုံးနေမမလို့မြန်မာလူမျိုးတွေဆိုရင်အခုဒါဒီ2020နောက်ပိုင်းမှာပေါ့နော်ဒီကိုဗစ်ကာလနောက်ပိုင်းမှာမှာဟိုဒီစည်းပေါ်ကြီးကိုတော်တော်လေးကိုတွင်းတွင်းကျယ်ကျယ်လေးတည်လာတယ်တော်တော်လေးလည်းတွင်းတွင်းကျယ်ကျယ်လုတ်ကိုင်းလာလိုက်ပြီပေါ့နော်မမလို့အပါဝင်မမလို့ဆိုရင်ဒါဒီစည်းပေါ်ကြီးကို2023ကနေပြီးတော့စတင်ပြီးတော့လုတ်ကိုင်းလာပေါ့နော်2023 24 25ငါမမလို့ဒီ၄လပိုင်းဆိုရင်ဒါမျိုးဆိုနှစ်နှစ်ပြည့်ပြီပေါ့ဒီစည်းပေါ်ကြီးကိုဝင်ရောက်လုတ်ကိုင်းလာဖြစ်တယ်အဲလုတ်ကိုင်းတဲ့ အတန်းကြီးတာမာလေပေါ့နော်မိုးရံဟိုဒီစီးပွားရေးကိုရွေးချယ်ခဲ့တဲ့အတွက်တကယ်ကိုနောက်သားမရဘူးဒီကိုရွေးချယ်ခဲ့တာမှန်ကန်တယ်လို့လေမမိုးကကိုကိုလည်းပေါ့နော်အားရတယ်အားရတယ်ဝန်တာလေကိုရွေးချယ်ခဲ့တဲ့ရွေးချယ်မှုကတကယ်ကိုမှန်ကန်ခဲ့တဲ့အတွက်လေတကယ်ကိုအားရတယ်အဲ့ဒီလိုပဲမမိုးရဲ့မမိုးလိုပဲဒီလိုပဲ ဒီဘွားကြီးကတော့အသက်16နှစ်ပြည့်ပြီတဲ့လူတိုင်းကလုပ်ကံလေးရတာဖြစ်တဲ့အားမမယူရင်ဟာလူမျိုးပါတာမယူလုပ်ကံလေးရတာဖြစ်တဲ့အတွက်ဒီစီဘွားကြီးကိုတွေ့တယ်အဲစိတ်ဝင်စားတယ်ဆိုရင်ဝင်ရောက်လေ့လာပါလေ့လာပါဆိုတာကိုယ့်အိမ်မှာနေပြီးတော့ကိုယ်တကယ်ဝင်ဝင်ရတယ်လုံးဝဖြစ်တယ်เนาะမမလို့ဆိုလို့ရှိရင်အပြင်ထွက်ပြီးတော့အအလုပ်တစ်ခုကိုအချိန်သေးပြီးတော့မလုပ်နိုင်ဘူးလေเนาะကိုယ့်ရဲ့ကိုယ်ပိုင်စီဘွားကြီးရှိတဲ့သူဆိုရင်လည်းဒီဒီဒီအလုပ်ငန်းလေးကိုမမလို့အချိန်သေးပြီးတော့ပဲလုပ်ကံရတာဖြစ်တယ်တခြားအခုမမလို့ဒီမှာဘောနောဟို ဟိုဒီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေဆိုလို့ရှိရင်လည်းစိတ်ပူစရာမလိုဘူး။ဘာဖြစ်လို့ဆိုတော့သူကအချိန်ပိုင်းနဲ့ပြီးပြီးတော့လောက်ကန်တာဖြစ်တဲ့9 to 5ကိုအဲ့ဒါအပြင်မှာအလုပ်တော့လုပ်မယ်။ဂျန်တဲ့အချိန်မှာကိုကဒီစီးပွားရေးကိုလည်းလောက်ကန်လို့ရတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့စိတ်ဝင်စားနေဆိုရင်ဝင်ရောက်လေ့လာပြီးတော့တကယ်ကိုလည်းရေးဝန်းနဲ့ရှေ့ဆက်ပြီးတော့ဒီဘောနုဒီရရတဲ့အခွင့်အလမ်းအခွင့်အရေးကိုလက်စုပ်လက်ကန်ဖန်ယူနိုင်ပါစေလို့ကိုကပြောချင်တယ်။အဲ့ဒီလိုအတွက်လည်းတတိတွေမနေပါနဲ့ သတိနေွားလို့ရှိရင်ကိုကဒီဘဝနေလို့ဒီလိုပဲရုန်းကန်နေတာလေမကိုလို့ဆိုရင်အသက်ရရလာတယ်ဘာသူမဆိုဒါငယ်သွားတယ်လို့တရားမှမရှိဘူးနော်အသက်ကြီးလာတယ်လူရှိမယ်ပြီးရင်ကိုဆိုရင်လူလူငယ်လူရွယ်လူရှိမယ်နောက်တစ်ချိန်မှာသူရဲ့အနာဂတ်ရှိရဲ့အိမ်တော်ကြမယ်အိမ်တော်ပြုမယ်သားသမီးတွေရလာမယ်အဲ့ဒီလိုအချိန်ကြောင့်မှကိုကလိုက်ပြီးတော့ငွေကြီးကိုထပ်ပြီးတော့ခြာနေရတာထက်အခုတည်းကဒါဒီစီးပွားရေးကိုတိဆောက်ထားမယ်ဆိုလို့ရှိရင်တကယ်ကိုအော်ပေါ့နော်ကို့အတွက်ကပူပြေစရာမျိုးပဲနဲ့လွယ်လွယ်ကူကူရှော့ရှော့မှုတွေနဲ့ ကိုယ့်ရဲ့အနာဂတ်ပေါ့ကိုယ့်သားသမီးရဲ့အနာဂတ်ပေါ့ကိုစိတ်ရှားရည်စီးပွားရေးဖြစ်ပါတယ်လို့အဲ့ဒါမျိုးလည်းမမူကကြော်ညာပေးချင်တာဖြစ်တယ်ဒီစီးပွားရေးတကယ်လည်းကြော်ညာလုပ်မယ်ဖြစ်တဲ့အတွက်တော့မမူကဒီစီးပွားရေးကိုဒီလိုမျိုး platform တွေမှာပဲကြော်ညာပေးရတာပေါ့နော်အဲ့ဒီတော့မလို့လေဒီစီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းအခွင့်အရေးဒီကြော်ညာတွေကိုမြင်လို့ရှိရင်တကယ်ဝင်ရောက်လေ့လာပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ပြီးတော့လောက်ကင်မှာဒီအခွင့်အလမ်းကိုလည်းလက်ဆုပ်လက်ကင်မိနိုင်ပါစေလို့မမူကဆုတောင်းစကားပြောရင်းနဲ့ဒီ live လေးပေါ့နော် ဒီ likely ဘောမဟုတ်ဘောမမွေးရဲ့အမြဝင်လူတွေကိုစူးတက်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါအခုလိုမျိုးမြတ်ပေးတယ်မမိုးကျေးဇူးတင်ပါတယ် ဟုတ်ပါတယ်ဆိုတော့ဒီကဘာဖြစ်လို့149ဒေါ်လာနဲ့လေ့လာခိုင်းတယ်လဲဆိုလို့ရှိရင်တော့ဗောနော်တော်တော်များများတာအမှမို့ရှင်းပြတာလည်းတော်လေးကိုပြည့်စုံပါတယ်အာတချို့တွေကလည်းအဲ့ဒါတော့ဗောနော်မဘာဝင်တရားအနေနဲ့မဘာဝင်မဟုတ်တဲ့လူတရားအနေနဲ့လေ့လာလဲလို့ရှိရင်တော့ကွာချမ်းမှုတွေကအများကြီးရှိလာမှာဗောနော်ဘာဖြစ်လို့ဆိုတော့ free ဆိုတာကလည်း free အဆင့်လောက်ပဲရတာဗောနော်ဒါပေမဲ့မဘာဝင်တရားအနေနဲ့ဆိုလို့ရှိရင်တော့ကိုယ်ကအသေးစိတ်သိခွင့်ရမယ်အာလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးလို့ရှိရင်ခုနကမှအမှမို့ပြောသလိုပဲ company အမျိုးအစားဝယ်ဝင်ငွေအမျိုးအစားဝယ်ငွေက line job နဲ့ ်သူရတယ်လေအရင်နေ့တည်းကစပါနော်အစိုးလို့အမျိုးစုံရရှိတာပါနော်ပြီးလို့ရှိရင်လည်းဆိုတော့ business owner တွေပဲ app ပေးတဲ့ group တခုလည်းရောက်သွားတဲ့ချိန်မှာဆိုလို့ရှိရင်လည်းအဲ့ဒီတည်းမှာဆိုရင်အာဒီလိုအဲ့လိုပေါ့နော် omni တူတွေလည်းသူတွေကလစဉ်ဝင်ငွေတပတ်ဝင်ငွေတစ်လဝင်ငွေအာအဲ့လိုပေါ့နော်ပင်စင်လစားခစားခွင့်တွေအများကြီးဒီတည်းမှာဆိုလို့ရှိရင်တကယ် omni တဲ့သူတွေကိုလည်းမျက်မျက်ကိုတွေ့လေ့လာခွင့်ရမှာဖြစ်ပါတယ် အဲ့ကြောင့်ပေါ့နော်ကိုလုံမဲ့စီဝဲလုပ်ငန်းတစ်ခုတော့ကိုတိုင်ကိုကြအာလုတ်ကင်ဖို့အတွက်ကိုကိုတိုင်ကိုကြသိရှိဖို့အတွက်အားလေ့လာဖို့လိုအပ်တယ်။အာကိုမလုတ်ဘူးဆိုလို့ရှိရင်ဒါဒီစီပွားရေးကကိုပိုင်စီပွားဖြစ်တဲ့အတွက်ကြောင့်အာသူများပြောစကားမှာပဲနားဆိုပြီးတော့ဘာမှလုတ်မလေ့လာပဲနေလို့ရှိရင်ဒါဘာမှသိနိုင်မှာမဟုတ်ပါဘူး။ပြီးလို့ရှိရင်လည်းဒီလုတ်ငန်းကတကယ်ပဲပေါ့နော်ဒီ149ဒေါ်လာဆိုလို့ရှိရင်လည်းကိုကအပြင်မှာဆိုလို့ရှိရင်အာဈေးသွားတာတို့ တုတ်လိုက်လို့ရှိရင်ကုတ်သွားတာပေါ့နော်ဒီပိတ်ဆံဒီ149ဒေါ်လာနဲ့ဒီအရာလေးတွေကိုလေ့လာလိုက်ခြင်းအဖြစ်ကိုအတွက်တစ်ခုခုကတော့ထူချောင်းမှုတော့ဖြစ်လာမယ်လို့ပြီးဆိုရတယ်အဲ့လိုမျိုးလေးတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တခါတလေစင်ဥမာရကူလို့မျိုးဆိုလို့ရှိရင်တာရင်ကြောက်တာကိုသွားမယ်ဆိုလို့ရှိရင်ကဒုက္ခဆိုတာပေးရမှာပဲလေနော်။ဟိုဘက်ဖရာဖူးရုပ်ဖို့အတွက်ဆိုလို့ရှိရင်ကိုကမပေးလို့ရှိရင်ကိုကမသွားอยู่ပဲရှိတယ်။သူများပြောတဲ့စကားမှာပဲကိုကလမ်းဆုံးနေမှာပေါ့နော်။အဲအကြောင်းကိုကတိချင်းတယ် အာလစ်လာချင်တယ်ဆိုလို့ရှိရင်အစုံထိလစ်လာဖို့တက်သူကြတာအကြံပေးချင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီအာ114 and dollar ဆိုတာ low ကလည်းအရှုံးမရှိဘူး ကိုကလစ်လာပြီလို့မကြိုက်ဘူးဆိုလို့ရှိရင်လည်းပြန်ထုတ်ယူလို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်အချိန်မီဖြစ်သွားတဲ့အရာလည်းမဟုတ်ဘူးအ ਨੇ ဆိုတော့ဒီလိုငါကဘာလုပ်ငါလည်းဘာတွေလုပ်ရတယ်လဲဘလို့မျိုးစားလဲဝင်ငွေရလမ်းကြောဘယ်နှခုရှိတယ်လဲဘလို့ဝင်ငွေပြန်ရရှိမလဲတကယ်လုပ်နေတဲ့သူတွေလည်းအွန်မြဲလားဆိုတဲ့အရာကိုတော့သိရှိနိုင်မှာဖြစ်ပါတယ်အဲအရာမလစ်လာတဲ့သူတွေစားလို့ရှိရင်လစ်လာတဲ့သူကတော့ပို့ပြီးတော့ဒီလိုအခွင့်အရေးကိုရရှိမှာဖြစ်တယ်ဆိုတော့ပြပြချင်ပါတယ် အဲ့ဆိုရင်နောက်မေခွန်းတစ်ခုအနေနဲ့ပေါ့နော်ခုနတော့လေ့လာမှုအစစ်အစစ်ရတာပြီးလာပြီတစ်ခုပြီးတစ်ခုပေါ့နော်နောက်ထပ်အခုဆိုလို့ရှိရင် pre assessment နဲ့လေ့လာလို့လာပြီအာ149နဲ့လေ့လာလို့လည်းပြီးပြီပြီးလို့ရှိရင်ကိုက business owner တယောက်ချစ်လိုက်ပေါ့နော်ဒီလုပ်ငန်းစိတ်ဝင်စားပြီးလို့ရှိရင်ကိုကရှစ်ဆက်ပြီးတော့လုပ်မယ်ဆိုရင် business owner business id တစ်ခုယူပြီးလို့ရှိရင် business owner ဆိုတာဖြစ်လာတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးပေါ့နော်ဟိုလုပ်ငန်းရှင်တယောက်ဖြစ်လာ လို့ရှိလို့ရှိရင်လည်းလစ်လာတဲ့ယမှုဆိုတဲ့အခန်းကဏ္ဍလည်းမြို့သေးရပေါ့နော်အများသား continuous learning ဆိုတဲ့အတိုင်းစံပြက်စံပြက်လစ်လာတဲ့မျိုးနေရတာပေါ့နော်ဒီလုပ်ငန်းကအခုဆိုလို့ရှိရင်လုပ်ငန်းရှင်တယောက်ဖြစ်လာလို့ရှိရင်ဘာတွေထပ်လစ်လာရမလဲဆိုတဲ့မိကွန်လေးကိုမျှပေးဖို့တဲ့မဆက်ပဲနောက်ထပ်မိကွန်လေးတစ်ခုထပ်မေးမယ်နော်မနော်ရှင်းပြပါဦးမိုက်အဲမတူသားရေစေရောတက်လာနေတယ်တဲ့စေရောဆက်ကြည့်လိုက်အာအေးအဆက်ရပြီပြပြီလားမရောက်သေးဘူးဟုတ်ကဲ့နော်လေးကနေ ့ I said ဒီမေကောင်ဒါမတ်စေရောင်းကိုဖြည့်ပို့ဖို့တဲ့သူ့ဟိုဥစားလေးမရောက်သေးဘူးဟောဟုတ်ပါတယ်အခုလိုမျိုးပေါ့နော်သူစားတည်းရဲ့ like like လေးရတာ internet ချင်းနေလည်းမကောင်းဘူးနော်စိတ်ဝင်စားတဲ့မိတ်ဆွေတွေကသူစားနေနေရတော့အတွင်းကြကြဝင်ရလိလဖို့သူစားတော့အာတိုက်တုံးချင်းတော့ပေါ့နော်ဘာဖြစ်လို့ဆိုအခုချိန်မှာဆိုလို့ရှိရင်လေအာနှိမ့် နှစ်သက်ကိုလည်းရောက်လိုက်လာအသက်နဲ့လည်းကြီးလာပြီဒီလိုအခုချိန်မှာဆိုအရွယ်ကောင်းတို့လောက်ကိုင်းရတဲ့အချိန်မှာဒီလိုငါစတာလို့ရှိရင်တော့နောက်တစ်ချိန်ကြာလို့ရှိရင်ပေါ့နော်ကိုအိတ်နေတဲ့အချိန်မှာဒီလိုမျိုးပက်စင်အကန်းလေးတွေလည်းရနိုင်တယ်ကိုရဲ့သတ္တမီတွေရဲ့အနာဂတ်အတွက်လက်စကံပြလို့ရတဲ့လုပ်ငန်းလေးဖြစ်တဲ့ပင်စင်လာစားခန်းစားခွင့်တွေ bonus plan တွေအမျိုးမျိုးပေါ့နော်အဲအကြောင်းဒီလိုမျိုးကောင်းတဲ့အခွင့်အရေးကိုယ်စီရောက်လာတဲ့အချိန်မှာအာလောက်ကန်ရယူထားဖို့ကအရေးကြီးတာပေါ့နော် အဲကြောင့်အတွင်းထိလည်လာဖို့ဖိတ်ခွက်ခြင်းပါလေမရောက်သေးဘူးမော့ခဏလေးခဏလေးတက်လာနေပြီမဆက်ရှက်ပြလိုက်နောက်တစ်ခါနောက်မေးခွန်းပြန်မေးဟုတ်တယ် တော့ဟုတ်ပါတယ်ကျမတို့ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုရင်ကျမတို့ဘာထပ်လေးလိုက်ရမလဲဆိုရင်တကယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုရင်ပထမဆုံးပေါ့နော်အဲကျမတို့လုပ်ငန်း ID ရပြီဆိုတာနဲ့ training site unlock ဖြစ်ပါပြီအဲ့ဒီကြရေးကျမတို့လေ့လာစရာတွေကဒီထက်မှမှတကယ်ကိုအများကြီးတွေ့ရမှာဖြစ်ပါတယ် training site မှာဆိုရင်ကျမတို့စီးပွားရေး အဲအခုပေါ့နော်ဘယ်လိုလုပ်ရမလဲမလုပ်တတ်ဘူးဆိုတဲ့အဖြေလေးအတွက်အကိုလို့ရှိတာဖြစ်ပါတယ်။ဒါကျမတို့ထွေးနေ cycle step by step တစ်စက်ချင်းတွိုင်းနေတယ်ကျမတို့စီပွားရေးက run လို့ရနေပြီဖြစ်ပါတယ်။ပြီးတော့နောက်ထွေးနေဆက်အမလုပ်ငန်းရှိတဲ့ရဖြစ်လာပြီဆိုရင်ကျမတို့ advanced စေပေါ့နော် master minds ကိုတပတ်အခုဆိုရင်တပတ်တကြီးပေါ့နော်တပတ်တကြီးလေးလာခွဲရှိတယ်ဒါကလုပ်ငန်းအရှိန်တွေတိုက်တာ တွေ့တာပေါ့ရမယ့်အခွင့်အရေးတစ်ခုဖြစ်တယ် master member ဆိုရင်ကျွန်မတို့စီးပွားရေးဘယ်လိုရမလဲပြီးတော့စီးပွားရေးလုပ်ငန်းရှင်လေးရဲ့ test ပေါ့နော် business journey လေးကိုနားထောင်ရတယ်ပြီးတော့ကျွန်မတို့ဒီစီးပွားရေးရဲ့ပေါ့နော်အော်ဘယ်လိုပြောမလဲ rule ပဲပြောမလားအဲ့ဒါလေးကိုကျွန်မတို့အပတ်စဉ်လေ့လာရတာဖြစ်ပါတယ်ဒီစီးပွားရေးထဲမှာဆိုရင်အဓိကကျတော့ကျွန်မတို့ခေါ်အားဖြစ်စုကကျတော့ master mind ဖြစ်ပါတယ် master mind ဆိုရင်ကျွန်မတို့သူတို့ရဲ့ business journey လေးကိုနားထောင်ခြင်းတဲ့အားဖြင့် ကိုတို့ကခက်ခဲတယ်လို့သူတို့လည်းခက်ခဲတယ်ဒါပေမဲ့သူတို့ရဲ့အခြေကြိုက်ရင်သူ့အခြေရောက်ရင်သူတို့ကအောင်မြင်သွားကြတာတွေတွေ့တယ်ပေါ့နော်အဲ့ဒါထဲမှာဆိုရင်ခလေးအမေတွေပါတယ်အိထက်ကနေတဲ့သူတွေပါတယ်အသက်ကြီးတဲ့သူတွေပါတယ်ဒီကပေါ့နော်အချို့လူတွေလည်းခေဘောတဲ့ရဲ့ခွေပြချင်မရမယ်နဲ့လောက်ကြရတဲ့သူတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူဘာကြောက်တည်တည်တည်ပဲစနေကိုလို့လဲဆိုရင်သူ့မိသားစုအတွက်ပါ သူလို့တာဖြစ်ပါတယ်အဲကြောင့်ဒီစီးပွားရေးလုပ်ငန်းရှိတယ်ဖြစ်လာပြီဆိုရင်ဒီထက်မှလိမ့်လာမကုန်နိုင်ဘူးဆိုတဲ့ဟာကိုလည်းအပြပြချင်ပါတယ်ပြီးတော့ကျွန်မတို့ business owner လေးရဲ့ကျွန်မတို့မြန်မာ community လေးရဲ့တစ်ပတ်စီအဲ power hour လေးတက်ရတဲ့အဲ့ကျွန်မတို့ဆိုရင်ကျွန်မတို့အတိမိတ်ဆွေလေးလည်းတိုးလာတဲ့အပြင်ကျွန်မတို့ coach လေး team leader လေးရဲ့စီးပွားရေးတက်မှာကိုလို့ကြိုက်ရတာအဆင်မပြေတာ တို့အကိုလိုကိုလက်တွဲခေါ်ကြတယ် mentor တွေကလည်းလက်တွဲခေါ်ကြတယ် business partner တွေကလည်းလက်တွဲခေါ်ကြတယ်အတွက်ကျွန်မတို့ကအာဒီကကွာပေါ့နော်စီးပွားရေးကိုရှေ့ဆက်ကြတာဖြစ်ပါတယ်အဲကြောင့်မလို့စီးပွားရေးလုပ်ငန်းရှေ့တယောက်ဖြစ်လာပြီဆိုရင်ဘယ်လောက်ထိလိမ့်လာခြင်းလဲကိုလိမ့်လာခြင်းတဲ့အချိန်နဲ့ကိုလိမ့်လာခြင်းတလောက်ကိုအကတ်တမဲ့ကျွန်မတို့မှာလိမ့်လာပိုက်ခွင့်ရှိတယ်ဆိုတာလေးကိုကျွန်မတို့အနေနဲ့မျှဝေပေးချင်ပါတယ်အခုညီမဆေရောလည်းရပြီဆိုတော့ညီမဆေရောအလှည့်ပြန်ပေးပါတယ် အာကျေးဇူးတင်ပါတယ်အခုလိုမျှပေးတဲ့အတွက်အဆက်မစေယုံရေအရင်ဆုံးမိတ်ဆက်ပေးပါဦးကဲကျမနာမည်ကတော့ဆိုင်းလိုခေါ်ပါတယ်ကျမကတော့အချင်းကြီးခွင့်ရအမှုတော်ဆောင်တောင်းတယ်ဖြစ်တယ်ပေါ့နော်ကျမရဲ့အာအားလက်တဲ့အချိန်မှာလည်းကျမကဒီ online digital business ကိုလုပ်ကိုင်နေပါတယ်လို့မတွေ့ရတာကြားရတဲ့လည်းအရန်ဝမ်းတာရပေါ့နော်အရန်လည်းတတိယနေပါတယ်လို့အားလုံးအခုကတော့အလုံးမှာပေါ့နော်အလုံးမှာ အလုံးလည်းစနေရဲအခု အဲအခုအားလက်နေတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုး live မှာပါဝင်ခွင့်ပေးရတဲ့လည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဘလို့ပြပြအခုပြီးခဏချိန်လေးမှာရောက်လာတာလဲတော်တော်လေးကိုကျေးဇူးတင်စရာဖြစ်တာပေါ့နော်ဒါမဲ့စေရောအနေနဲ့ပေါ့နော်အာဘာဒီအခုဆိုရင်ဒီမေကောင်တုတ်ခုအရင် မေးထားတာပေါ့နော်အရင်ဆက်ပထမဆုံးဆက်ကတာ free အနေနဲ့ဘာကြောင့်လေးလာခိုင်းတယ်လဲဒုတိယဆက်ကတာ149ဒေါ်လာနဲ့ဘာကြောင့်လေးလာခိုင်းတယ်လဲပေါ့နော်အာတတိယမေကွန်ကတော့လုပ်ငန်းရှင်တယောက်ဖြစ်လာတဲ့အချိန်မှာဘာတွေထပ်လေးလာရတယ်လဲဆိုတဲ့မေကွန်သွက်ခုဖြစ်တာပြီးပေါ့နော်အခုစေရောလက်ကဆိုလို့ရှိရင်တော့အခု business owner လည်းဖြစ်လာပြီးပြီးအခုလေးလာမှု assist လည်းပြီးလိုက်ပေါ့နော်အဲ့ဆိုရင်ဒီ business owner တွေဖြစ်လာတဲ့အချိန်မှာပေါ့နော်တချို့တွေကလည်းအခြေတူတွင်းမှာအောင်မြင်မှုတွေကို ရရှိကြတာပေါ့နော်အချိန်နဲ့ငွေကြေးလောလောမို့ရရှိပြီးတော့တချို့ဆိုလို့ရှိရင်လည်း၃နှစ်နဲ့တွဲမှာ job ပစ်တာဖြစ်သွားတဲ့သူတွေလည်းအများကြီးရှိတယ်။အဲတကယ် primary ပြောရှင်တဲ့ primary တိုက်ကိုလည်းဖန်တီးနိုင်ကြတယ်ပေါ့နော်။တချို့တွေဆိုလို့ရှိရင်လည်း ဒီလိုမျိုးမရောက်ပဲနဲ့ပေါ့နော်အာအောင်မြင်မှုတခုခုဆိုလို့ရှိရင်လည်းအဲ့လိုပျောက်သွားတဲ့သူတွေလည်းရှိတာပေါ့နော်ရှစ်ဆက်မနိုင်တဲ့ business owner တွေလည်းအများကြီးရှိတာပေါ့နော်အဲ့ကြောင့်ဒီလုပ်ငန်းကတချို့တွေကလည်းအောင်မြင်ကြပြီတချို့တွေကလည်းမအောင်မြင်ဘူးပေါ့နော်အဲ့ကြောင့်အဲ့ဒါပါနဲ့ဘာကြောင့်လဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့စိတ်ရောလေးမျှဝေပေးပါဦးဟုတ်ပါတယ်ဒီလုပ်ငန်းကပေါ့ဒီလုပ်ငန်းကတကယ်ပဲခိုင်မာမှုရှိရတော့ကျမတို့အားလုံးသိပေးတာဖြစ်တယ်ပေါ့နော်တကယ်ပဲအောင်မြင်တဲ့သူတွေရဲ့ သူတို့ရဲ့ life ကိုပြန်ကြည့်မယ်ဆိုလို့ရှင်တော့သူတို့ရဲ့အချိန်ပေးမှုဇွဲလုံးလားရှိမှုနဲ့ consistency ရှိမှုကြောင့်ပေါ့နော်အောင်မြင်မှုအဲပန်းတိုင်ကိုရောက်ရှိကြတာဖြစ်တယ်။လမ်းတစ်ပတ်မှာရနာခဲ့တဲ့သူတွေအေးတော်တော်များများကိုကြည့်မယ်ဆိုလို့ရှင်တော့ကျမတို့အချိန်မပေးနိုင်မှုတွေပေါ့နော်။အဲကျမတို့ အဲကျမတို့ကျမအနေနဲ့လည်းကျမလည်းထုံနေလကောက်မှာပဲကျမလည်းအချိန်ပြည့်အလုပ်လုပ်ရတဲ့အခါမှာဒီ time management မှာအရင်မဲ့လုံးပန်းရတယ်ပေါ့နော်အဲတကယ်ပဲအောင်မြင်ချင်တယ်တကယ်ပဲဒီစီးပွားရေးမှာတော့အဲကိုတကယ်ပဲရည်မှန်းချက်ပန်းတိုင်ရှိတယ်ဆိုလို့ရှိရင်တော့အချိန်ပေးမှုကတော့အင်မတန်အရေးကြီးတယ်ပေါ့နော်အချိန်ပေးနိုင်ရမယ်ဆွဲလုံးလားရှိရမယ် ဲ consistency ရှိရမယ်ဒါအပြင်ပေါ့နော်ကိုကလုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုတော့ကိုရဲ့လေ့လာသင်ယူရမယ့်အပိုင်းတွေကလည်းရက်တက်နေလို့မရဘူးပေါ့နော်ဒီ training site မှာရှိရဟာကိုလည်းလေ့လာသင်ယူရမယ်ဒါအပြင်ပေါ့နော်အခြားသောနည်းပညာတွေကိုလည်းကျမတို့ဟိုစင်ဆက်မပြတ်ပေါ့နော်ကိုအားရင်အားတယ်လို့လေ့လာနိုင်မှသာလင်ဒီလုပ်ငန်းအောင်မြင်မှုရရှိမှာဖြစ်တယ်ပေါ့နော်တချို့တွေရက်နာသွားတဲ့သူတွေကလည်းအကြောင်းမျိုးမျိုးအကြောင်းဖြစ်မယ်ကိုရဲ့ကျမ်းမာရေးအကြောင်းလည်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ကျမ်းမာ ဒီစိတ်ပေါ့နော်လှုပ်ခြင်းနဲ့စိတ်အောင်မြင်ခြင်းနဲ့စိတ်ရှိရဲဆိုလို့ရှင်ဘလို့အခက်ခဲဖြစ်ဖြစ်တော့ကြော်လွားပြီးတော့ပေါ့နော်အောင်မြင်မှုပန်းတိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်လို့ကျွန်မဒီလောက်လေးပြင်ပြပေးချင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုမျိုးပေါ့နော်အချိန်တူတွင်းမှာခဏလေးတက်လာပြီးမျှဝေပေးတဲ့ message ရောလေကျေးဇူးတင်ပါတယ်အာဟုတ်ပါတယ်ဒီလုပ်ငန်းကဘာသူမဆိုပေါ့နော်လွတ်ကင်တဲ့သူတိုင်းရတာတကယ်ကြိုးစားသူနဲ့ထိုက်တန်တဲ့လုပ်ငန်းဖြစ်တယ်အဲအကြောင်းလေဒီလုပ်ငန်းကဒီ တကယ်ဒီလုပ်ငန်းကိုစက်ကတီထောင်တဲ့ founder ဆိုလို့ရှိရင်ပေါ့နော်သူတို့တည်းရဲ့စေတနာနဲ့အရန်ကိုပဲအလေးစားစရာ founder ပေါ့နော် ကပပမှာရှိတဲ့မြေသိလူမျိုးမျိုးစုကော်ဖဆိုကနေထပ်ပိုင်းချင်းတယ်တကယ်ကိုယ့်ရဲ့ leg style ကိုပြောင်းလဲချင်းတယ်အိမ်မှာနေပြီးတော့ကိုယ့်ရဲ့သားသမီးကိုပြုစုဆောင်ရှောက်ရင်းနဲ့အပြင်မှာထွက်အလုပ်လုပ် မလုံနိုင်တဲ့သူတွေအတွက်ဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးအာလိုက်ချေချင်း business ကိုသူတို့ဖန်တီးပေးထားတာဖြစ်တာပေါ့နော်အဲ့ဒါကြောင့်လဲဇေရိုနေနေဆိုလို့ရှိရင်လည်းဘသူမဆိုပေါ့နော်ခုနကဆေယောင်ပြောသလိုပဲအာကြိုးစားခြင်းစိတ်အာပြင်ပြတဲ့စိတ်ဆန္ဒလုံလဝီလီယတစိမမလွတ်ဆောင်နေတဲ့စိတ်ဓာတ်သာရှိခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဘသူမဆိုလုတ်ကိုင်လို့အောင်မြင်တာဖြစ်ပါတယ်အာအဲ့ဒီထက်မှဆိုလို့ရှိရင်လည်းဒီကပန်းတိုင်ဆိုတာလည်းတစ်ခုပဲဖြစ် န်တိုက်ဆိုတာရှိတာပေါ့နော်ပြီးလို့ရှိရင်ဒီလွတ်ငါလွတ်ကိုက်နေတဲ့လူတွေအကုန်လို့ရလဲဒီထရိနီဆက်လည်းတခုတည်းမာစတာမိုက်တွေဒီတခုတည်းပေါ့နော်စစ်စတန်တွေအတူတူပဲပေးထားတာပေါ့နော်ဒါမဲ့တချို့တွေကတော့အာအဲ့ဒီအရာပဲသုံးပြုတ်ပြီးတော့မှအောင်မြင်ကြတယ်တချို့တွေကလည်းဒီအရာတွေကို မတုတ်လို့ပေါ့နော်မတည်းပြောမယ်ဆိုလို့ရှင်တော့ကိုကအချိန်မပေးနိုင်လို့မလစ်လာနိုင်လို့အဲ့လိုမဟုတ်ပဲနဲ့ကိုကအခက်ခက်တခုနဲ့တွေ့လို့ရှင်တော့ကိုကနဲ့ကိုယုံကြည်မှုအားနည်းတာတို့လည်းဖြစ်ချင်ဖြစ်နိုင်တာပေါ့နော်အဲ့လိုပဲနောက်ဆုံးတာနေပဲကိုကမအောင်မြင်တဲ့သူဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းဘသူပဲဖြစ်ဖြစ်ကိုကအခက်ခက်နဲ့တွေ့ကြုံရထီတော့မှကိုကနောက်မဆုတ်ပဲနဲ့အမြဲတမ်းကြိုးစားသွားမယ်ဒီဇိုင်းမမတ်လို့ဆောင်သွားမယ်ဆိုလို့ရှင်တော့ဘသူမဆိုဒီလုပ်ငန်းကအောင်မြင်တဲ့သူဆိုတာမရှိပါဘူးကိုကြိုးစား ရင်ကျူစားတယ်လိလိုက်ရင်လိလာတော့အရာရာတန်းရကိုအတော်ဖြစ်တာပေါ့နော်အဲကြောင့်ရွှေသွင်းကြီးကိုရှိပါလေရနဲ့အဲ့ဒီမှာပေါ့နော်ယတနာအိုးရှိပါလေနဲ့ကိုကယတနာအိုးမယူနိုင်ဘူးဆိုလို့ရှိရင်တော့ကိုရဲ့အပြစ်ပေါ့နော်အဲကြောင့်ကိုကယူမဲဇွဲရှိရှိနဲ့ကျူစားသွားမယ်ဆိုလို့ရှိရင်ဘလို့မဆုပေါ့နော်ဒီအရာကိုလိုချင်တဲ့အရာကလူတိုင်းရနိုင်မှာဖြစ်တယ်ဆိုတော့ပြပြချင်ပါတယ်အာဆိုလို့ရှိရင်တော့သူစားတဲ့ရ live ကိုဒီမှာပဲအဆုတ်တက်လိုက်အောင်နော်အားလုံးကို အဆင်ရသူတွေလိုက်ရတာတော်တော်များများပါတော့เนาะမိဆွေတွေစိတ်ဝင်စားတဲ့မိကွန်းတွေပဲမျှပေးတာဖြစ်တဲ့အတွက်ကြောင့်အာလုံးလည်းခေါ်အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးတယောက်ချင်းစီပါဝင်ပေးတဲ့အမတို့အားလုံးလည်းကျေးဇူးတင်ပါတယ်နောက်မှကြည့်ရှုပေးမယ့်မိဆွေတွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဆင်နောက်နောက်လိုက်မှာပဲပြန်ဆုံကြမယ်နောက်မန်ဒေးမှာပဲဘိုင်ဘိုင်ဒီမရယ်